ဟယ်လိုမင်္ဂလာပါဒီနေ့ကျွန်တော်တို့ high school showcase တွားတဲ့ဟာလေးကိုတည်တလောက်လေးပေါ့နော်ဟိုပြန်ပြီး sharing လုပ်ချင်တာပါ so high school showcase တော့ကျွန်တော်တို့ဒီအမေရိကန်မှာကြတော့ကျွန်တော်တို့ဟိုအထက်တန်းတက်တော့မဲ့ចောင်းသူចောင်းသားတွေပေါ့နော် high school တွေရွေးရတယ်အဲ high school showcase ဆိုတာကဒီနေရာတစ်ခုခုမှာပေါ့နော်သူတို့နေရာတတ်မှတ်ပြတော့မှာ ရှိသမျှ high school ရဲ့ law bro စေပိုင်းခင်းတဲ့သဘောပါပဲ okay ပါအဲ့ဗီဒီယိုရိုက်ထားတာလေးတွေ like ကြည့်ပေးမယ်နော်ဒါကတော့ဂျင်ခန်းလို့ခေါ်တဲ့အာဂါစာခန်းမကြီးဖြစ်ပါတယ်အဲ့ဒီမှာဘဲအထက်တန်းကျောင်းမှာဘလိုအကစားတွေရှိရဲဆိုတာကိုတို့ကစေပန်းခင်းနေကြတာเนาะကျွန်တော်အသားကြတော့ပေါ်လုံးဝါသနာပါတယ်ပေါ်လုံးကန်ချင်တယ်ဆိုတော့ပေါ်လုံးအသင်းရှိတဲ့အထက်တန်းကျောင်းကိုကျွန်တော်တို့လိုက်ရှာနေကြတာဖြစ်ပါတယ် အာကစားတွေလည်းတော်တော်လေးကိုစုံနေတော့အကုန်လုံးရှိပါတယ်နော်အခွင့်အရေးများတယ်နော်ဒါကတော့ကက်ဖေတီးရီးယားလို့ခေါ်နော်ဒီနိုင်ငံမှာအစားတော့ဖမ်းမဆောင်ဘူးအဲ့မှာကျတော့ရှစ်ကမြ high school တွေတာပြီးတော့မှစီပန်းချင်းနေတာပါဘသူကျောင်းကပေါင်းနေဘသူကျောင်းကပါဖြစ်တယ်ညာဖြစ်တယ်ပါနော်ဒါပေမဲ့ဒီနေ့ကကျောင်းကတိတ်မဆုံးပါဘူးကျောင်းလာတဲ့ကျောင်းနေနေတယ် လာတဲ့အကြောင်းနေမစုံတဲ့အခါကျတော့ကျွန်တော်တို့သွားဖာ online မှာပဲတက်ရှာလိုက်တယ်။အမ်ဖက်ထရစ်ကွန်စတိတ်ကပါဖလိုကအကောင်းဆုံးအကြောင်းနေထဲမှာသူကနံပါတ်6ချိတ်တယ်။အဲ့ဒီအကြောင်းကိုကျွန်တော်တို့ data အရန်ထားလိုက်တယ်။အင်္ဂါနေကားနဲ့သွားရင်16မိနစ်18မိနစ်လောက်မောင်းရတယ်ပေါ့နော်။ပါစကားနဲ့သွားမယ်ဆိုရင်တော့နိုင်တစ်ချက်လောက်ကြာပါတယ်။ဟိုအိမ်နဲ့လည်းတိတ်မဝေးဘူး။အာတိတ်မဆိုးဘူးလို့ပြောရမှာပေါ့နော်။ ဒီချောင်းလဲအလိုပဲအိမ်နဲ16မိနစ်18မိနစ်လောက်မောင်းရတယ်။ဘတ်စကားနဲ့ဆိုရင်နိုင်တစ်ချက်ကြာတယ်။ Emerald Central High School ဖြစ်တဲ့ Power Flow ကအကောင်းဆုံးချောင်းနေထဲမှာသူကနံပါတ်9ချိတ်ပါတယ်နော်။ဒီချောင်းကတော့ City Honor High School ဖြစ်တဲ့ Power Flow မှာနံပါတ်1အကောင်းဆုံးနေထဲမှာမှသူကနံပါတ်1ဖြစ်တယ်။ပေါ်လုံးအသင်လက်ရှိတယ်ဆိုတော့ကျွန်တော်အသားအတွက်အဆင်ပြေတယ်ပေါ့နော်။သူကပေါ်လုံးကန်ချင်တာဆိုတော့ကျွန်တော်တို့အသားတော့ TW PCS ပေါ်လုံးအသိနဲ့ဟိုတနည်းကန်နဲ့အသိရဒီအသိမစီဒီဟောနာလာတဲ့အသိမင်းနော်ဆိုတော့အားလုံးအဆင်ပြေတယ်ဒါပေမဲ့သူကအင်စာရမ်းများတယ်လို့နာမည်ကြီးတယ်ဝင်ခွင့်ဖြေရမယ်ဝင်ခွင့်ဖြေပြီးလို့အောင်လို့ရှိရင်တော့သူကကျန်တာတော့အားလုံး free ပဲ public school ဆိုတော့အမ်ခုနတန်းမှာတစ်ခါဖြေလို့ရတယ်အဲ့အဆင်မပြေလို့ကိုကဝင်ခွင့်မရဘူးဆိုရင်၈တန်းမှာတစ်ခါထပ်ဖြေလို့ရတယ် အမ်နောက်ကြောင့်ဟွာလေးလက်တင်ပေးလိုက်မယ်ဒီအဲသူတို့ test ဖြစ်မြဲရဆွဲလေးတွေပါတဲ့ဟာလေးကျွန်တော်တင်ပေးမယ်နော်ဒီကျောင်းကကြတော့ Michael Lee Vocational High School ဒီနေ့စေပန်းချင်းတဲ့နေရာကိုလက်ခံကျင်းပပေးတဲ့ကျောင်းပေါ့နော်အဲ့ဒီကျောင်းကိုယ်တိုင်ကြတော့သူက Buffalo ကျောင်းနေတဲ့မှာ51ကနေ65ကြားထဲမှာပဲဝင်နေ ရန်ကြီးဆိုးတာလည်းမဟုတ်ဘူးရန်ကြီးကောင်းတာလည်းမဟုတ်ဘူးပေါ့နော်အိမ်နဲ့လည်းနီနီလေးပါပဲအခုနကျွန်တော်ပြောခဲ့တာက public school တွေပေါ့နော်အခုကျွန်တော်ဆက်ပြီးပြောမှာက private school တွေ private school ကြတော့ပိုက်ဆံပေးရမယ်2000 3000ပေးရတဲ့ကျောင်းတွေလည်းရှိတယ်ပေါ့နော်အခုဒီ Canisius High School ကြတော့ Buffalo အကောင်းဆုံးက private school တွေထဲမှာသူကနံပါတ်3ချိတ်တယ်ဟို open house လည်းကျွန်တော်တခါသွားပြီးပြီပေါ့နော် ဒါပေမဲ့ကျွန်တော်တို့ပိုက်ဆံမတက်နိုင်ဘူးအားကိုးစရာဆိုလို့ဒီအာသူတို့ scholarship ပေါ့နော် scholarship ရရင်တချို့ဟာတွေကြတော့အကုန်လုံး free ဖြစ်တယ်တချို့ဟာတွေကြတော့ကိုကနည်းနည်းဆိုက်ရတယ်ကို့သားသမီးရဲ့အရင်ချင်းပေါ်မူတည်ရလို့ပဲပြောရမှာပေါ့နော်ဟိုတချို့ကြတော့လက်ကန်ကောင်းတယ်အားလုံး free ရတယ်နောက်တစ်ချောင်းကကြတော့အာ buffalo အကောင်းဆုံး private ကျောင်းတွေထဲမှာနံပါတ်30ချစ်တယ် bishop diamond ဒါလည်းကက်သလစ်ကျောင်းမယ်နော်ကျွန်တော်သားကဒီကျောင်းလဲမဆိုးဘူးလို့ပြောတယ်အာ private school တော်တော်များများကဒီမှာတော့ကက်သလစ်ခရစ်ယာန်ကျောင်းနေပေါ့နော်သူတို့ကသူတို့လက် test ဖြေရတယ် test ဖြေတာကိုလည်းသူတို့ကြည့်တယ်ပြီးတော့ဒီအာဒီကျောင်းပြင်ပသူတို့ activity တွေပေါ့နော်ပေါ်လုံးကန္နာတို့တေနုပညာသင်တန်းတခုခုတက်တာတို့ဒီတခြား activity တွေကြည့်တယ် စာတော်မတော်ကြည့်တယ်ဗောနော်အဲ့ဒါကြည့်ပြီး scholarship ပေးတယ်လို့ပြောကြတယ်နော်ကျွန်တော်တို့တာဖအမ်တာတရာဦးစားပေးရွေးတဲ့ဟာကတော့ Buffalo Private ကျောင်းနေထဲမှာနံပါတ်9ချိတ်တဲ့ St Joseph ကျောင်းဖြစ်တယ်တခါမှတော့ Open House မသွားဘူးသေးဘူး Shea Carnations High School ကိုကျွန်တော်တို့နံပါတ်10ထားတယ်ပြီးတော့နံပါတ်30ချိတ်တဲ့ Bishop Tymon ပြီးတော့နံပါတ်9ချိတ်တဲ့ St Joseph လို့ပေါ့နော်အစစ်စစ် တီချောင်းသုံးချောင်းကို test သွားဖြေမယ် scholarship လျှောက်မယ်အဲ့ဒါမှမရဘူးဆိုရင်ဘောနော်စောစောကကျွန်တော်ရှေ့ကပြောခဲ့တဲ့ city honor တို့ဘာလို့ဒီ public school တွေမှာကျွန်တော်တို့ပြန်သွား train ကြည့်မယ်ဘောနော်ကိုယ်ပိုက်ဆံမရှိတဲ့ခါကျတော့အဲ့လိုပဲစ조사ပြီးတော့ကိုယ့်ရဲ့သားသမီးတွေပညာရေးကိုကုတ်ကတ်လုပ်ပေးနေရတယ်ဘောနော် โอเคပါအားလုံးအားလုံးကြည့်ပြီးတော့အင်ပြန်နေပါပြီเนาะပိုက်ဆံရှိတဲ့လူတွေကြတော့ဘလို့လုတ်လဲဆိုတော့ကိုသားသမီးရှေ့ရေးအတွက်ကိုသားသမီးပညာရေးအတွက်ပေါ့เนาะသူတို့ပန်ထဲမှာ seven account တွေဖွင့်ပေးတယ်စုပေးတယ်ဆိုတော့သူတို့ကြတော့ဘာမှပူစရာမလိုဘောเนาะ ကျွန်တော်တို့အဲ့လိုမဆုပေးနိုင်တဲ့လူတွေကြာတော့အဲ့လိုမျိုးအာ private school အဆင်မပြေတဲ့အခါကျရင် public school လေအဲ့လိုမျိုးအရန်လေးတွေရွေးထားတာကောင်းပါတယ်လို့ကျွန်တော်သိတဲ့လောက်လေးပေါ့နော်တကယ်လို့ကျွန်တော်ပြောတာမှားပါရင်လေဟိုကျွန်တော်ကိုပြန်ပြီးတော့ correction လုပ်ပေးကြပါလို့အားလုံးအဆုံးထိကြည့်ပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်လို့နော်